မင်္ဂလာမနက်ခင်ပါရှင်။နေပြည်တော်မိုးလေဝသနဲ့ဇလာဗီဒာညွှန်ကြားမှုဦးစီးဌာနမှ2025ခုနှစ်မန်လာ15ရက်နေ့မနက်9:00နာရီထုတ်ပြန်တဲ့မိုးလေဝသတတိယများကိုတင်ပြပါမယ်ရှင်။ဒီကနေ့မနက်6:00နာရီခွဲအချိန်တိုင်းထွာရရှိခဲ့တဲ့အနေသောပူချိန်များမှာနေပြည်တော်မှာ27ဒီဂရီဆယ်ဆီယပ်80ဒီဂရီဖာရဟိုက်ရန်ကုန်မြို့နယ်မန္တလေးမြို့တို့မှာ22ဒီဂရီဆယ်ဆီယပ်82ဒီဂရီဖာရဟိုက်စီတို့ဖြစ်ကြပါတယ်။ ီကနေ့မနက်ရှောင်းလိုက်ခွဲချိန်မိုးလေဝသကြုံမှုမှာဖန်ပြရရှိတဲ့ပုံရတက်ပလီပင်လေပြင်းနဲ့ဘင်္ဂလားပင်လေတော်တောင်ပိုင်းတို့မှာတိမ်သေးတင်ဖြစ်ထွန်းနေပြီးကြံဘင်္ဂလားပင်လေတို့မှာတိမ်နှဲငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မြန်မာနိုင်ငံအထက်ပိုင်းနဲ့တောင်ပိုင်းဒေသတွေမှာတိမ်နှဲငယ်မှာတိမ်သေးတင်ဖြစ်ထွန်းနေပြီးကြံဒေသတွေမှာတိမ်ကြီးစစ်တလောက်ရှိနေတာကိုတွေ့ရပါတယ်မြန်မာပင်လေပြင်မှာလှိုင်းနှဲငယ်မှာလှိုင်းသေးတင်ရှိပါမယ် လိုင်းမြေမှာမြမကယ်ရယ်တခြားနဲ့ကဲလိုပင်လေပြင်းတို့မှာလေးပေမှာရှောက်ပေးကန်ရှိနိုင်ပါတယ်ဒီကနေ့ညနေထိ ခမန်းချက်များအနေနဲ့ကတော့ကချင်ပြည်နယ်မှာနေရာကျကျနဲ့စကန္နာဒေသကြီးထက်ပိုင်းနဲ့တနင်္သာရီဒေသကြီးတို့မှာနေရာကွယ်ကြားမိုးထစ်ချုံရွာပါမယ်ချင်းပြည်နယ်ရှမ်းပြည်နယ်မြောက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာတိမ်တင်းတင်းဖြစ်ထွန်းပြီးရခိုင်ပြည်နယ် မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနေပြည်တော်ရှမ်းပြည်နယ်တောင်ပိုင်းအရှေ့ပိုင်းကယားပြည်နယ်ပဲခူးတိုင်းဒေသကြီး ရန်ကုန်တိုင်းဒေသကြီးနဲ့အေရဝတီတိုင်းဒေသကြီးတို့မှာအများအားဖြင့်တာယာပါမယ်နေပြည်တော်နဲ့အနီတဝိုက်တွဲဒီကနေ့ညနေအထိမိုးလေဝသအခြေအနေ ခမဲကြမှာအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးပူချိန်မှာ38ဒီဂရီဆယ်စီယပ်၊၄၀ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ် ရန်ကုန်မြို့နယ်အနီတဝိုက်တွင်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးဘူးချိန်မှာ39ဒီဂရီဆယ်စီယပ်102ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်မန္တလေးမြို့နယ်အနီတဝိုက်တွင်ဒီကနေ့ညနေထိမိုးလေဝသအခြေအနေခန့်မှန်းချက်မှာလဲအများအားဖြင့်တာယာပါမယ်အမြင့်ဆုံးဘူးချိန်မှာ41ဒီဂရီဆယ်စီယပ်106ဒီဂရီဖာရန်ဟိုက်ရှိနိုင်ပါတယ်နောက်နေ့ရက်အတွက်ခန့်မှန်းချက်များအနည်းငယ်ကတော့ ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးထပ်ပိုင်းနယ်တနင်္သာရီဒေသကြီးတို့မှာနေရာကွက်ကြားမိုးဆက်လက်ထချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မနေ့ခုနှစ်နာရီချိန်ထုတ်ပြန်တဲ့မိုးလေဝသတင်းများပဲဖြစ်ပါတယ်။ကိုစိတ်နှပြအကျမ်းမှာချမ်းသာကြပါစေရှင်။